ပုံပြင်ဤအလှကျမအတွက်တော့ပန်းတပွင့်ဤအလှနဲ့ပွင့်နေသည့်ပန်းကို ပကြီဆွဲနေသည့်ပကြီဆရာတယောက်ဤခံစားတတ်တဲ့နှလုံးသားအလှကအတူတူပဲတိတ်လာတဲ့မျက်ဝန်းတွေကိုမြင်လိုက်တိုင်းအဲ့ဒီမျက်ဝန်းတွေနဲ့ထတ်တူထမြတန်ဖိုးရှိသည့်လောကကြီးဤအလှကို ခံစားတတ်တဲ့ငယ်ဤမရှိသည့်ကျမဤမျက်ဝန်းတွေကိုကျမချစ်မိသည် ကျမအလှအကြောင်းစဉ်းစားလိုက်တိုင်းတမိလေးအကြောင်းကောင်းတဲ့အမြဲရောက်လာတတ်သည် မီးလေးကအလှတိတ်ကြိုက်တာတို့ပဲမဲ့သမီးလေးကအလှတရားဆိုတာတမုတ်တရားလို့ချဲ့ပြောတယ်ဆိုတာနားမလည်သေးဘူးအခန်းထဲမှာဆိုလဲရုပ်ဆိုးတဲ့သူတွေကိုမပောင်းချင်ဘူးသမီးလေးအကြောင်းစဉ်းစားနေတော့မှသမီးလေးအတွက်ညအဲ့ရဝင် ပုံမြင်လေးတစ်ပုဒ်ပြောဖို့ခေါင်းထဲရောက်လာတယ်နှစ်တန်းအရွယ်သမီးလေးကိုညအဲ့ချိန်တွင် ကျမကိုလက်တန့်စင်ကသွားတိုက်ပေးပြီးပုံမြင်အစ်စ်တပုတ်ပြောရန် ဆုံးဖြတ်ခါအဲ့ရသေးတွင် ချင်တောင်ချ၍တမီလေးအားအလှကြိုက်တဲ့တမီလေးကိုမေမေပုံပြောပြမယ်ဟိုးရှေရှေတုန်းကလူသားမျိုးနွယ်၃မျိုးရှိတယ်တမျိုးကလူရုပ်ဆိုးတွေတမျိုးကဒုတိယလူတန်းစားနည်းနည်းပဲရုပ်ဆိုးတဲ့သူတွေနောက်ဆုံးအမြင့်ဆုံးလူတန်းစားကရုပ်အရမ်းလှတဲ့သူတွေပေါ့တမီလေးရဲ့ ရုပ်ဆိုးတဲ့သူတွေအားလုံးကိုရုပ်ဆိုးအကြီးတန်းလုံးလို့ရဲရဲဆက်ဆက်ရိုက်တက်လိုက်ကြတယ်သမီးလေးရဲ့ကဘာပေါ်မှာနည်းနည်းရုပ်ဆိုးတဲ့သူတွေနဲ့ချောတဲ့သူတွေပဲကြံတာပေါ့သမီးရဲ့နည်းနည်းရုပ်ဆိုးတဲ့သူတွေကိုလည်းနှိပ်ဆက်တယ်ရင်ရွေးပူနဲ့လောင်းတယ်ပြီးတော့တက်လိုက်ကြတယ်ကွနောက်တော့ရုပ်ချောတဲ့သူတွေပဲကျန်တာပေါ့ကွယ်နောက်ဆုံးမှရုပ်အချောဆုံးသူတယောက်ပဲကျန်တယ်နောက်ဆုံးအထီးကျန်ပြီး သူကကိုကူကူတက်သေးသွားတယ်လေကဘာမှာလူသားတွေမျိုးတုံးသွားတာပေါ့ကွယ်တရိษံတွေပဲကျန်တာပေါ့သမီးရဲ့သမီးလေးကရုပ်လာတဲ့သူတွေကိုလည်းကိုလိုလူတွေပဲပေါင်းသိမ်းရမယ်ရုပ်ဆိုးတဲ့သူတွေလည်းကိုလိုလူတွေပဲပေါင်းသိမ်းရမယ်နော်ရဲမဖြစ်ရဘူးဟုကျမပုံမြင်အဆုံးတွင် သမီးလေးအားဆုံးမလိုက်ရင်သမီးလေးကဟုတ်ကဲ့မမေဟုဆိုကပုံပြင်စားတော်နေသောသမီးလေး ပုံပြင်တပုတ်ကိုစားသုံးကအိပ်ပျော်သွားတော့ဤကျမသမီးလေးအိပ်ပျော်သွားသည်ကိုတစိမ့်စိမ့်ကြည့်ပြီးကျမလည်းစိတ်ကြည်နက်ခါအိပ်ပျော်သွားသည်တကယ်တော့ကျမတို့တွေအားလုံးကပုံပြင်တဲကလူတွေပဲတချို့ပုံပြင်တွေကကျမသမီးလေးအားကျမပြောပြလိုက်တော့ပုံပြင်လေးလိုပဲတင်ငန်းစာယူလို့ရရတယ်ပုံပြင်တဲကလူတော့မျိုးသုံးတဲ့အထိလိုက်မှားလို့မရဘူးပေါ့တချို့ပုံပြင်တွေကဘဝတစ်ခုအကြောင်းပဲ တချို့ပုံမြင်တွေကဘဝပေါင်းများများစွာကျမဤပုံမြင်ထဲကကျမသမီးလေးကတနေ့မှာကျောင်းမပြန်ရောက်ချိန်တွင်သမီးလေးကသူတတရရလို့ပြောကြောင်းကျမကိုပြောပြသည်မမေသမီးအတန်းထဲမှာတတရရတယ်တိလားပထမရတဲ့မိမိကသမီးထက်၅မှတ်ပဲများတာကိုတဒန်းလုံးကိုရှောက်ကြွားတယ်သမီးကသင်္ချာမှာသူထက်၂မှတ်များတယ်မကြွားမှဟုမကျေနပ်သည့်ဟန်ဖြင့်ပြောလျင်ကျမကသမီးလေးကောင်းကိုပုတ်ခါ ဩသမီးရဲ့သမီးကသူ့ထက်တင်ချများတာပဲကျင်းနဲ့လိုက်ပါ သူလည်းပထမရတော့ကြွားချင်ရှာမှာပေါ့ဟုဆုံးမရသည်ညရောက်တော့အိယာဝင်ခန်းနီးကျမက ပုံပြင်တွေကိုချစ်တတ်သောသမီးလေးအားသမီးလေးအတွက်ပုံပြင်အစ်စ်လေးတစ်ပုဒ်ရှိတယ်ဟိုးရှေရှေတုန်းကတိုင်းပြည်တပြည်မှာ လူဒန်းစားနှမျိုးပဲရှိတယ်ပညာတတ်လူဒန်းစားနဲ့ပညာမရှိတဲ့လူဒန်းစားအတဲ့သမီးရဲ့ပညာတတ်တွေရဲ့ ခေါင်းဆောင်ပညာတတ်တွေအကုန်လုံးကသူတို့ထက်တော်တဲ့တက်တဲ့ပညာရှင်တွေကိုတပ်ပစ်ကြတယ်။တိတ်ကိုကောင်းတဲ့ကဗျာပညာစာပညာရှင်တွေကိုလည်းတပ်ပစ်ကြတယ်။ကဗျာတွေကိုလည်းမိရှုပ်ဖြက်စီးပစ်တယ်။အဲဒီတော့လူတွေကကဗျာမရေရဲတော့ဘူး။တဝင်းချင်ရဲ့အလှတွေကိုမခံစားတတ်တော့ဘူး။တိတ်ကိုတော်တဲ့အင်ဂျင်နီယာတွေကိုလည်းတပ်ပစ်တယ်။အစာအုပ်ကောင်းတွေလည်းမရှိတော့ဘူးပေါ့။ငလျင်လှုပ်တော့တိုက်တွေအကုန်ပြိုကုန်တာပေါ့သမီးရဲ့။ လူတွေတေကြတာပေါ့ဒါတွေမကသေးဘူးအရန်တော်တဲ့ဆရာဝန်တွေကိုလည်းတပ်ပစ်တယ်ညံ့တဲ့ဆရာဝန်တွေပဲကြံတာပေါ့ကွယ်လူတွေယောဂဖြစ်ရင် စေကောင်းကောင်းမကုနိုင်တော့တေကုန်တာပေါ့လူတွေကတဖြည်းဖြည်းတေးရင်တေးရင်လူသားမျိုးနွယ်ပျောက်ဆုံးပြီးတရိတ်ဆန်တွေပဲကြံတာပေါ့ကွယ်တမီးလေးလည်းကိုထက်တော်တဲ့လူကိုမမုံရဘူးနော်တမီးလေးကလူဆိုးဖြစ်လိမ့်မယ်ဟုဆုံးမလျင်တမီးလေးက ဟုတ်ကဲ့မမေသမီးနီနီကိုမမုံတော့ပါဘူးဟုတ်ဆိုကပုံမြင်ကိုစိတ်ဝင်စားနားထောင်နေတော့သမီးလေးစိတ်ကျေနပ်မှုရရှိကစိတ်သက်အဟာရပြည့်ဝပြီးအိပ်ပျော်သွားတော့ဤတခါတလေပုံမြင်သေးကလူပဲကျမတို့ကဘာမှာလူသားတွေလူစိတ်ပြောက်ပြီးတော်ရိုင်းတရိစံတွေလို့ရှင်တန်သွားမှကြောက်မိတယ်တချို့ပုံမြင်တွေကခဏတာစိတ်သက်သာရရဖို့တတ်တတ်ပဲတချို့ပုံမြင်တွေကသင်ခန်းစာမယူတတ်ရင် ူသားဆန်သည့်စိတ်သက်တွေမျိုးတုံးသွားနိုင်တယ်။တချို့စာပေတွေတချို့ရုပ်ရှင်တွေတချို့သချင်းတွေတချို့အချစ်တွေတချို့ဘဝတွေလည်းဒီအတိုင်းပဲ။ထို့သူနှင့်သမီးလေးလေးတန်းအရွယ်ကိုရောက်လာတော့သည်။ကျမနှင့်သမီးလေးစားဝတ်နေရေးနှင့်သမီးလေးကျောင်းဆဲအထွတ်တော့ကျမဤဘေးတော့ရောင်းသည့်လုပ်ငန်းလေးကလုံလောက်ပြီ။ကျမကံကောင်းတယ်လို့ပဲပြောရမလားမသိဘူး။သမီးလေးကငငယ်တဲ့ကအတိအနှံဟင်းသီးဟင်းရွက်အရင်ကြိုက်တာ။ ဖေမရှိတော့ပင်မဲ့သူ့အဖေအတိုင်းပဲဟင်းသီးဟင်းရွက်အရန်ကြိုက်တာကျမကလည်းအစကတည်းကအသီးအရွက်ကြိုက်တယ်အသားကြီးငါးကြီးတွေမကြိုက်တတ်ဘူးငါဟင်းချက်ဖြစ်တာများတယ်နောက်ထပ်ကံကောင်းတဲ့အချက်ကသမီးလေးကအစာကြီးမများဘူးကျမတို့ကံပတ်ရက်ွက်ထဲကသူတွေကလည်းကျမတို့ကိုတိတ်ကြီးဆိုင်တာသမီးလေးကျမနဲ့တူတဲ့အချက်တစ်ချက်တော့တိတ်မကြိုက်ဘူးသမီးလေးကမုတ်တီအရန်ကြိုက်တာ မုတ်တီစားတိုင်းလဲအဆက်တွေထဲ့စားတာကျမနဲ့တူတယ်။သမီးလေးဘန်းအောင်မှာစိုးရိမ်မိတယ်။သမီးလေးအကြောင်းစဉ်းစားနေတော့မှာပဲ။သမီးလေးကို ကြောင်းသွားကြို့ဖို့တတိယသွားတယ်။ကျမကြောင်းတို့ရောက်ရင် သမီးလေးနဲ့အတူသမီးလေးဤဆရာမသမီးလေးဤတငယ်ချင်းတို့ချွတ်နဲ့အုတ်ထင်းသူမိဘများသည်ကျမရှိရာတို့ဥတီလန်းလျှောက်လာကြသည်။ကျမရင်တွေတထိတ်ထိတ်ဖြစ်သွားသည်။သမီးလေးဤဆရာမကကျမအား ငယ်လေးရဲ့အမေလားရှင်ဟုဆိုလင်းကျမကစိုးရင်တကြီးဖြင့်ဟုတ်ဟုတ်ကဲ့သမီးလေးဘာဖြစ်လို့လဲရှင်ဟု၍မေးလိုက်လျင်ဆီယမက အော်ဘာမှမဖြစ်ပါဘူးရှင်ဒီလိုပါကျမကနှီးကင်းကမြမစာအချိန်မှာပုံပြောပြခြင်းနဲ့ចောင်းသားចောင်းသူတွေထွက်လာခဲ့လို့ပြောတော့ကျမတို့ကငယ်လေးကသူ့အမေမဲပြောပြတတ်တဲ့လူယုတ်ဆိုး လူနဲ့နဲ့ပဲရုပ်ဆိုလူရုပ်ချောပုံရင်ပြောပြရမယ်ဆိုပြီးပြောသွားလိုက်တာအရင်နားထောင်လို့ကောင်းပြီးသင်ခန်းစာလည်းရပါတယ်ပြီးတော့ငယ်လေးကပြောသေးတယ်သူ့အမေကငငယ်တုန်းကကြောင်းစရာမားတဲ့သူ့အမေကကျူရှင်လဲပြစားတယ်တဲ့ဒီလိုပါညီမရဲ့ကျမကငယ်လေးတို့ရဲ့အတန်းပိုင်ဆရာမပါအတန်းထဲမှာစာမလိုက်နိုင်တဲ့ကလေးတချို့ရှိလို့သူတို့မိဘတွေကကျမကိုအခုညီလာတောင်းလို့ပါရှင့် ကျမကလည်းចောင်းသားအလုံးကိုအပိုအလိုမရှိညီတူမျှတူဆက်ဆံခြင်းလို့ကျူရှင်ပေးလို့မရလို့ငယ်လေးရဲ့အမေက ဖြစ်နိုင်ရင်ညနေပိုင်းဒီကလေး၃ယောက်ကိုစာတင်ပေးနိုင်မလားလို့ကျူရှင်ကလည်းပေးနိုင်ပါတယ်ရှင်။ဟုအကူညီတောင်းလျင်ကျမကကျမနာမည်မီးငယ်ပါရှင်။ဟုတ်ဟုတ်ပါတယ်။ကျမကအပြုတ်ဘဝတုန်းကစာလိုက်ပြပေးပါတယ်။ဂီတာလည်းနည်းနည်းတီးတတ်တာနဲ့တချို့ကလေးတွေကိုစာတင်ရင်ဂီတာလည်းတင်ပေးပါတယ်ရှင်။ ကျမအိမ်ထောင်ကြပြီးကျမယောက်ျားရဲ့ဝင်ငွေကောင်းတဲ့ဖေတုပ်လုပ်ငန်းကိုအခုလုပ်ရင်ဆီယမဘွားကိုဆွန့်လွတ်လိုက်တာပါ ကျမအကူညီနိုင်ပါတယ်ရှင်ညနေပိုင်းကျမသမီးလေးကိုစပြရင် ပြပေးလို့ရပါတယ်ရှင်လာခါလဲအများကြီးပေးစရာမလိုပါဘူးရှင်ကျမကအရင်ကရောက်ွက်ထဲမှာပတ်စံတိတ်ပေးနိုင်တဲ့မိဘတွေစီကကျူရှင်ကနည်းနည်းပဲယူပြီးတင်ပေးခဲ့တာပါကျမက အထက်တန်းအောင်ပြီးပါပြီရှင် ုဆိုကအကူညီပေးရန်ဆုံးဖြတ်လိုက်သည်။ကျမစကားအဆုံးတွင်ចောင်းသားလေးတဦးကတားကိုဂီတာတီးတင်ပေးလို့ရလားဟု ကျမအာမေးလျင် ကျမကအန်ဒီလည်းအများကြီးတော့မတီးတတ်ပါဘူးသားရဲ့။အန်ဒီရှားတဲ့လောက်တင်ပေးပါမယ်ဟုပြုံးကပြောလိုက်သည်။ထို့သို့ဖြင့် ကျမဘဝညနေခင်းများတွင် ထိုးကလေးများကကျမအားပေးလိုက်သောပုံမြင်အစ်စ်လေးတွေတိုးလာတော့သည်ညနေခင်းတစ်ခုတွင် ကျမသမီးငယ်လေးအပါဝင် ကျမဤចောင်းသူចောင်းသား၄ဦးတို့၏အပံမှာတန်ဆောင်တီးဝိုင်းတစ်ခုပမာညိုင်းဆိုင်နေသည်ကလေးများကိုမိမလာတော့ကြောင့်ဓမီထွန်းပေးထားသည်စာမတင်ခင်သူတို့စကားတန်ကိုနားဆွင့်ကြည့်တော့သူတို့တွေအငင်းပွားနေသည်ကိုသတိထားမိသည်သူတို့အတွက်ပြင်ဆင်ပေးထားသောခောက်ဆွဲပြုတ်ပကံကိုချကာရမ်းဖြစ်မှဆို၍ကျမစာတင်စပွဲနာတို့သွားကငယ်လေးကြောကြောဝတ်တော့ပပူ ဟက်ကလေးတွေဘာဖြစ်နေကြတာလဲဟုမေးလျင်ငယ်လေးကမမေသူတို့တွေကဘယ်သူပို့တော်လဲညင်းနေကြတာဟုဆိုနေစဉ်ကြော်ကြော်ကဆီယမတာကတင်ချရဲ့အင်္ဂလိပ်စာရဲ့ပို့တော်တယ်သူတို့ထက်ဟုမကျေနပ်သည့်ဟန်ဖြစ်ပြောနေတော့မှာပဲဝတ်တုံကဒေါသကြီးဖြစ်ငါနေတို့ထက်မြန်မာစာများတယ်ဟဲ့ဟုအောင်စင်းစာရွက်ကိုထောင်ပြကပြောသည်ဘူဘူကငါကအားကစားမှနေတို့ထက်တော်တာညင်းလို့မရဘူးဟုဆိုလျင်ကြော်ကြော်က မင်းကအားကစားလဲတော်တယ်သူများတွေကိုစိတ်ဆင်းရဲအောင်လိုက်စားတဲ့နေရာလဲတော်တယ်ဟုဆိုလျင်ပူပူကမင်းပါစကားပြောတာလဲကြော်ကြော်ဟုဒေါသတကြီးဖြင့်မတက်ရက်လိုက်ခါပြောလျင်အချောင်းဆောင်ကိုတီတော်ကျမကကဲကဲတော်ပြီခောက်ဆွဲပြုတ်စားချင်ရင်ရံမဖြစ်နဲ့တော့ဆီယမခောက်ဆွဲပြုတ်ထားတယ်ဟုဆိုလျင်ခလေးပီပီခောက်ဆွဲပြုတ်စားချင်စောနဲ့ငြိမ်သွားကြသည်ခါဆွဲပြုတ်စားပြီးလျှင် ဒေါသများပြေလျှော့သွားကြသည့်ကလေးများကိုကျမကတအားတို့တမီတို့အတွက်ဆီယာမဘောပင်တစ်ချောင်းနဲ့စာအုပ်တစ်အုပ်စီဝယ်ပေးထားတယ်သားတို့တမီးတို့ကတယောက်တစ်မျိုးစီတော်ကြပါလေကွယ်ဒီနေ့ညနေဆာမတင်ခင်မှာဆီယမ်မငယ်လေးကိုအမြဲပြောပြလေးရှိတဲ့ပုံမြင်လေးပြောပြမယ်နော်နားထောင်ချင်လားခုဆိုရင်ကလေးလေးယောက်လုံးတက်ညီလက်ညီဟုတ်နားထောင်ချင်ပါတယ်ဆီယမ်မခုအာမန်အပြေးဖြင့်ပြောရင်ကျမကငယ်လေးကိုအမြဲပြောလေးရှိတဲ့ ပညာတက်လူဒန်းစားနဲ့ပညာမရှိတဲ့လူဒန်းစားပုံမြင်ကိုပြောပြလိုက်သည်ပညာတက်လူဒန်းစားတွေကသူတို့ထက်တော်တဲ့သူတွေကိုတတ်ပြတဲ့အကြောင်းနောက်ဆုံးမှာလူသားတွေမျိုးတုံးသွားကြောင်းပြောပြလိုက်သည်ပုံမြင်အဆုံးတွင်ကျမကကဲသားတို့သမီးတို့လည်းဘယ်သူပို့တော်လဲမငင်းရဘူးနော်လူတိုင်းကသူ့နေရာနဲ့သူအတုံးဝင်တယ်ကြားလားစာရေးဆရာအင်ဂျင်နီယာဆရာဝန်အကုန်လုံးဆရာမတို့လိုအပ်တယ်ဟုတ် ဆုံးမလိုက်ရင်လေးယောက်လုံးကတက်ညီလက်ညီဖြင့်ဟုတ်ကဲ့ဆရာမဟုတ်ပုံမြင်စာလောင်နေသောကလေးများပုံမြင်နားထောင်ရ၍စိတ်ကျေနပ်မှုရရှိသွားကြသည်ကလေးများစာတင်ရန်အသင့်ဖြစ်နေသောကြောင့်ကျမစာတင်ပေးရင်ကံပတ်မျိုးနယ်ကပြင်ထောင်အိမ်လေးထဲမှာကလေးလေးယောက်နဲ့ဆရာမတယောက်ဤညနေခင်းပုံမြင်လေးအဆုံးသက်သွားတော်သည်၆နှစ်ခန့်ကြာလျှင် တမီလေးဆယ်တန်းအောင်စင်းသွားကြည့်သည့်မနက်ခင်းတစ်ခုသို့ရောက်ရှိလာတော့သည်ငယ်လေးကြော့ကြော့ဝတုံနှင့်ဘိုဘိုတို့အောင်စင်းကြည့်ပြီးပြန်လာလျင်ငယ်လေးကမမေတမီတို့အကုန်အောင်တယ်မမေတမီက၃ဘာသာဝတုံက၂ဘာသာဂုံတူဟူဆိုနေစဉ်ကြော့ကြော့ကတာက၃ဘာသာဂုံတူဆီယမဘိုဘိုက၂ဘာသာဂုံတူဟူဆိုလျင်ဘိုဘိုကဆီယမတားတို့အားလုံးတော်တယ်ဆီယမဒါပေမဲ့ပိုတော်တဲ့သူတွေကိုတားတို့ရိုက်မတက်ဘူးနော်ဆီယမ ဟုစနောက်လိုက်ခင်အားလုံးကပျော်ရွှင်စွာရှယ်မောလိုက်ကြသည်ကျမကကလေးတွေကိုဆ iam မသားတို့သမီးတို့အတွက်ပြောင်းမူးလေးတွေကိုမုန်းနေနဲ့စိုက်မလို့ကြော်ထားတယ်ကော်ဖီလဲဖြော်ထားတယ်စားကြနော်ဟုဆိုနေစဉ်သမီးလေးငယ်လေးကမမေမမေရဲ့အရေးပြားလေးဘက်နာကမတက်တာဘူးမလားဟုမျက်ရည်ဝဲကမေးလျင်ကျမကသမီးလေးတို့ပြောင်းမူးကြော်စားပြီးရင်မမေပြောစရာရှိတယ် ဟုပြောလိုက်လျင်ငယ်လေးကကြာလာသောမျက်ရည်တို့ကိုတုတ်ခါတငယ်ချင်းများနှင့်ပြောင်းမှုကြော်သွားစသည်ပြောင်းမှုကြော်စားပြီးလျင် ကျမက ကျမဤသွေးမရှိသောဖြူပတ်ဖြူရော်မျက်နှာဖြင့်အာတင်းကကလေးများကိုဆီယမသားတို့သမီးတို့ကို စိတ်ချသွားပြီးစိတ်ချရလောက်တဲ့ပုံမြင်တွေလည်းပြောခဲ့ပြီးပြီတချို့ပုံမြင်တွေကသင်္ကန်းစာမယူတတ်ရင် လူသားဆန်တဲ့စိတ်သက်တွေမျိုးသုံးနိုင်တယ်တချို့စာပေတွေတချို့ရုပ်ရှင်တွေ တချို့သချင်းတွေတချို့အချစ်တွေတချို့ဘဝတွေလည်းဒီတိုင်းပဲဟုဆိုကကျမမောလာတဲ့ဖြင့်အိတ်ခမ်းထဲသို့ဝင်ကာလှဲနေလိုက်သည်တမီးငယ်လေးကအိတ်ခမ်းထဲသို့လိုက်လာက ပုတ်နေသောကျမလက်သေးထိတ်တွေကိုကင်ကာရှိုက်ကြီးတငယ်ငိုကြွေးလေသည်တမီးလေးဤညရဲ့တွေကကျမခံစားနေရသော ဝေဒနာတွေလိုပဲကျမကိုနာကျင်စေသည် ကျမအသက်ရှူတွေကျက်လာသည် ကျမဤအာယုံထဲမှာပုံမြင်တွေပျောက်ကွယ်သွားသည်သမီးလေးဤငိုကြွေးတံတွေလည်းမကြားရတော့ပဲကျမဤနာကျင်မှုနှင့်ကျမဤပုံမြင်တွေကို ကျမအပီးတိုင်နှုတ်ဆက်လိုက်ရသည်